မိခင်မြစ်တာဘလို့ဖြစ်တာလဲအန်ရှိကရဲ့မင်းုံကြီးရတာတခုခုထိုးကြနေရနေမကောင်းဘူးလားဟွန်းဟုတ်တယ်ဟုတ်တယ်ကျမနေထိုင်လို့မကောင်းဘူးရှင် အခုပဲကျမစေယုံကနေပြန်လာခဲ့တာကျမကိုဝင်ဖြတ်ချလာခဲ့တာဆိုတော့ခလေးတယောက်မွေးတယ်လို့မျိုးပဲနားချင်းနေဟေးဘာပြောလိုက်တာလဲမင်းယူမြယူသွားပြီလားအခုမင်းဘာလုပ်ခဲ့ရဲကိုဝင်ဖြတ်ချခဲ့ရဲဟုတ်လားငါခလေးကိုငါ့ကိုတော့မတိုင်မင်ပဲနဲ့မင်းကတတ်ပြစ်လိုက်တာဗောလေ ငါတို့လက်ထပ်ပြီးတဲ့အချိန်ကစပြီးဒီပျော်ရွှင်ဝမ်းသာမှုဘယ်တော့မှမကြားရမလဲဆိုပြီးတော့ငါကတော့စောင့်မျှော်နေလိုက်ရတာမင်းဒီနေ့ငါ့ရဲ့ပျော်ရွှင်မှုတွေအကုန်လုံးအသက်ပြစ်လိုက်တာပဲရှင်ဘာဖြစ်နေရလဲကိုဝင်ဆောင်ရမှာကျမပါအဲ့ဒါကျမရဲ့ခလေးလေးကျမတို့တတ်ချင်တတ်မယ်ထားချင်ထားမယ်မွေးချင်မွေးမှာပေါ့ရှင်နဲ့ဘာဆိုင်နေလို့လဲကျမဒီဆုံးဖြတ်ချက်ကိုကိုကကိုချမှတ်နိုင်တယ်ပြီးတော့ဒီခလေးမွေးပြီးကျမရဲ့ခန္ဓာကိုပြက်စီးသွားတဲ့ခါကျရင်ရှင်နဲ့ဘာဆိုင်သေးလို့လဲကျမကပဲအဆအဆအရာဆုံးရှုံးရမှာ ူတို့ပြောနေတဲ့စကားတွေကိုတော့သူတို့အိမ်မှာအလုံးလုံးနေတဲ့အလုပ်သမားကြားသွားခဲ့ပါရဲ့ကြည့်ပါဦးသူတို့ကတော့ကိုဝင်ဖျက်ချလာခဲ့တယ်တဲ့ကံကောင်းလိုက်ကြတာခလေးရတဲ့သူတွေကြတော့လေကိုဝင်ကိုဖျက်ချကြတယ်ငါကြတော့တတ်တက်အလုံးခလေးရဖို့အတွက်ဆူတောင်းလိုက်ရတာငါရဲ့ဆူတောင်းတွေတခါမှပြေးဝခဲ့ရရလို့မရှိဘူးအခုချိန်အထိကိုခလေးမရသေးဘူးအရှင်ကျမရဲ့ဆူတောင်းတွေကိုလည်းဖြည့်ဆည်းပေးပါရှင်ကျမဘယ်တော်မှအမေဖြစ်မှာလဲဘယ်အချိန်မှကျမလည်းခလေးတယောက်ရဲ့မိခင်ဖြစ်လာနိုင်မှာလဲကျမကိုလည်းကြည့်ပါဦး ဒီလိုနဲ့ပဲနေရီရဲ့တွေတဖြည်းဖြည်းကုံဆုံးလာခဲ့ပါတယ်။တရမတော့အန်ရှီကားရဲ့ရခမဖြစ်သူကမောအချို့တွေယူပြီးအင်ကိုပြန်လာခဲ့ပါတယ်။ကဲချွေးမလေးရေရော့ဒီမှာငါမုတ်တွေဝဲလာခဲ့တဲ့နေ့အတွက်လေဒါနဲ့ရက်ွက်ထဲမှာအတော်ကြီးတယောက်ကမုတ်တွေလိုက်ဝင်နေရသေးလား။သူ့ချွေးမလေးကိုဝင်ဆောင်ထားရတယ်ဆိုတဲ့သတင်းစကားကြောင့်လေအလုံးဝဝမ်းသာပျော်ရွှင်နေကြတယ်။ငါလည်းကောင်းမွန်တဲ့ဒီသတင်းစကားဘယ်တော့မှမကြားမှလည်းမသိတော့ဘူး။အမေကလည်းစလာပြန်ပြီးဒီကိစ္စကြီးပဲပြောနေရပဲစိတ်ကိုညစ်တယ် အားလုံးကျမဘလို့ရှင်းပြရမှာလဲကျမခလေးမလို့ကျင်သေးဘူးရှင်ခလေးမွေးလိုက်တဲ့အခါကျရင်ကျမရဲ့ခန္ဓာကိုပြက်စီးသွားတဲ့အခါကျရင်ဘယ်သူကတာဝန်ယူမှာလဲအမေကိုလည်းကြည့်ပါအောင်ဘလို့မျိုးလေးဘူးပေါင်းအတိုင်းပဲဝါဖိုင်းနေပြီကျမခလေးမွေးလိုက်လို့ဒီပုံစံအတိုင်းကြီးဖြစ်သွားရင်ဘလို့လုပ်မလဲဘလို့မဆိုအမေရဲ့အသက်ကငငယ်လေးပဲရှိသေးရဲ့55နှစ်လို့တော့မထင်ရဘူးအသက်80ကျော်အရွယ်လို့ထင်နေရပြီအမေဝယ်လာရမို့ကိုတော့အမေကိုယ်တိုင်ပဲစားလိုက်တော့ကျမမစားဘူးကျမဂျင်ကိုလည်းသွားရအောင်မယ်လေးကျင့်ကန်လုပ်ပြီးခန္ဓာကိုယ်ကိုထိန်းသိမ်းရမယ်လေ ဒီလိုနဲ့သူမကတော့ဂျင်ခမ်းမောင်းကိုသွားပြီးဂျင်စော်နေခဲ့ပါတယ်။ဒီအတိုင်းအချိန်တွေတဖြည်းဖြည်းကုန်ဆုံးနေခဲ့တာပေါ့။ဒီလိုပဲတရမတော့အရှိကားလဲဂျင်မလေးဂျင်ကန်လုံးနေပါတယ်။လေးဂျင်ကန်လုံးနေနေသူမရုပ်တရက်ကြီးမိလဲကြသွားပါတယ်။ဂျင်မရှိတဲ့သူတွေကလည်းသူမမိလဲကြသွားတာနဲ့အင်ကိုချက်ချင်းပဲဖုန်းဆက်ပြီးတော့အကြောင်းကြားပေးခဲ့ပါတယ်။သူမဇယုံကိုအမြန်ဆုံးတင်ပေါ်ကူတာပေးလိုက်ပြီးနောက်မှာတော့မိသားစုဝင်တွေအမြန်ဆုံးရောက်ရှိလာကြပါတယ်။မိသားစုဝင်တွေရောက်လာတာနဲ့ဆရာဝန်ကလည်းအကြောင်းအရာတွေကိုပြောပြပါဗျာ။ကောင်းယူပါရဲ့ ခမရဲ့အမျိုးသမီးအခုကိုဝင်ဆောင်ထားရပြီလေဒုက္ခပဲကိုဝင်ဆောင်ထားရတယ်ဟုတ်လားကျမခလေးမလို့ကျင်သေးဘူးကျမရဲ့ခနာကောကိုအပြည့်အစင်မခံနိုင်ဘူးကျမဒီနေ့ချက်ချင်းပဲကိုဝင်ဖြတ်ချကျင်တယ်ကျမကိုလှုပ်ပေးပါတော်လိုက်တော့နော်မင်းတော်လိုက်တော့ပထမတစ်ချိန်ကလေးငါ့ရဲ့ခလေးကိုမင်းတက်ပြစ်ပြီးပြီအခုနောက်တစ်ချိန်ကိုဝင်ဖြတ်ချဖို့စကားကိုလုံးဝမပြောတော့နဲ့ဒီတစ်ခါမင်းခလေးမမွေးဘူးဆိုလို့ရှင်တော့ငါမင်းနဲ့ဆက်ပြီးပေါင်းစရာဘာအကြောင်းမှမရှိတော့ဘူး။ကွာရှင်းလိုက်တော့မင်း။တယောက်ကြားရဲ့စကားတွေကအတီးကြီးပြောနေခဲ့ရပါ။ သူလည်းကြောက်လွန်တဲ့အတွက်ကြောင့်မို့လို့ဒီတစ်ခါမှတော့ခလေးမွေးခဲ့ရပါတယ်။တပတ်မှဆူတောင်းလေးပြေးသွားခဲ့တဲ့အိမ်ပေါ်အမျိုးသမီးလေးကိုဝင်ဆောင်ထားခဲ့ရပါပြီ။ဆင်းရဲတဲ့အမျိုးသမီးကတော့ကိုဝင်ဆောင်ထားတဲ့အနေထားမှလည်းအိမ်လုပ်တွေအားလုံးလုပ်ရပါတယ်။ချမ်းသာတဲ့တထေးမလေးကတော့အဲ့ရပေါ်မှာထိုင်နေအေးအေးစစ်စစ်ပဲအနားယူနေခဲ့ပါတယ်။တရမှာတော့ရခမဖြစ်သူကဆွေးမလေးကိုလာပြောပါတယ်။ဆွေးမလေးဘလို့ဖြစ်တာလဲ။နေ့ဝင်ကြည့်လိုက်ရင်တရတရအဲ့ရပေါ်ကနေကိုမစင်းတော့ဘူး။အမေနဲ့အဲ့ရပေါ်မှာပဲထိုင်နေတယ်။ ကိုဝင်ဆောင်ထားတဲ့အချိန်မှာအလောက်ထိငင်ငင်လေးနေတာကခန္ဓာကိုယ်အတွက်မကောင်းဘူးလေအပြင်လေးပါလေးထွက်လမ်းလေးပါလေးရှောက်လေကောင်းလေတန်လေးပါလေးရှူပါအောင်ချွေးမလေးရဲ့အမေကိုဝင်ဆောင်ထားတာကျမကျမဘာလို့ရမလဲဆိုတာကိုဟုတ်ကိုသိရဲ့ဘယ်သူရဲ့အကြံဉာဏ်ကိုမှကျမမလို့ခြင်းပါဘူးအမေလည်းဒီကနေသွားလိုက်တော့ကျမအေးအေးစစ်စစ်နေချင်တယ်ဒီလိုနဲ့ပဲအချိန်ကိုလာကုံဆုံးသွားခဲ့ပါရဲ့နှစ်ယောက်လုံးခလေးမွေးဖွာရမယ်နေရကိုရောက်ရှိလို့လာခဲ့ပါပြီစင်ရဲအမျိုးသမီးစနီတာကတော့အစိုးရဇေယုံမှာပဲခလေးကိုရိုရိုမွေးလိုက်ပါရဲ့ ။အန်ရှီကားကတော့ကိုရင်ဆောင်ထားတဲ့တခြားအလုံးကိုကကိုဘီယူမဆိုင်ပဲနေထိုင်ခဲ့ရတာကတကြောင်။လှုပ်ရှားမှုတစုံတရာတော့မလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့သူမခလေးကိုခွဲပြီးမွေးဖွားလိုက်ရပါတယ်။ခလေးမွေးဖွားပြီးစေအောင်တရားခဲ့ရပါတယ်။နောက်တော့သူတို့ကိုစီအိမ်ကိုပြန်လာကြတာပေါ့။ကြည့်ပါဦးကြည့်ပါဦးငါခလေးလေးငိုနေလိုက်တာ။ဘာဖြစ်လို့ငိုနေရလဲခလေးရဲ့မငိုပါနဲ့ကွယ်မငိုပါနဲ့ဘာလို့ငိုနေရလဲအမေတို့တိုက်မယ်နော်။မေမရေမင်းလည်းခလေးနိုးတိုက်ရလုံးလို့ခန္ဓာကိုယ်လည်းအတော်လေးကိုအားရင်ချိနေနေရပဲတဖြည်းဖြည်းနဲ့ပို့ပြီးတော့ပိန်လာတယ်နော် ငါတို့ကလေးကိုနိုးမဟုတ်တရင်ရောဘလို့လဲမင်းလည်းနည်းနည်းတတ်တာရရတာပေါ့ဟောမဟုတ်တာရှင်ကျမတယောက်လုံးရှိနေပါသေးရဲ့သူ့မှာအမေတယောက်လုံးရှိနေရတာနဲ့ဘာဖြစ်လို့အပြင်ကနိုးမဟုတ်ကိုကျမဖျော်တိုက်ရမှာလဲမိခင်တို့ကကလေးအတွက်ဘလောက်တောင်မှအားရှိလိုက်ကြလဲကြံတဲ့နိုးမဟုတ်တွေကဘလောက်များကောင်းမှာလဲတဖက်မှာအန်ချီကားရဲ့သားလေးကတော့ငိုနေခဲ့ပေမဲ့သူ့ရဲ့အမေကတော့သူ့ကိုလှဲတော့မကြည့်ပါဘူးစိတ်ညစ်တယ်စိတ်ညစ်တယ်ဘလို့လောက်ရမလဲတစ်ချိန်အကုန်လုံးငိုပဲငိုနေရလော့စပီကာကြားနေရောကောင်းပွားကြိုက်လာပြီ သူ့ရဲ့အတန်ကိုကြားလိုက်တဲ့အခါတိုင်းငါ့ရဲ့ခေါင်းတစ်ခုလုံးပေါက်ကွဲတော့မတက်ပဲဘလို့ထိန်ရမှာလဲတော်ပါတော့တော်ပါတော့ဘလောက်ထိငိုနေအောင်မှာလဲနေမမောသေးဘူးလားငါတော်မှမောလာပြီမင်းရလဲကွာအမေတယောက်ဖြစ်ပြီးရောခလေးကိုဘလို့စကားတွေပြောနေရတာလဲခလေးငိုနေရဲဆိုတာကဗိုက်စာလို့ဖြစ်မှာပေါ့သူ့ကိုနှုတ်လေပါလေတိုက်လိုက်အောင်လေအမေမဟုတ်ဘူးလားမင်းခလေးကိုထိန်ရမယ့်အစားချောရမယ့်အစားမင်းရသူ့ကိုပြန်ပြီးရောစူပူနေသေးရဲ့ရှင်ယူများယူနေလားကျမဘာလို့သူ့ကိုနှုတ်တိုက်ရမှာလဲရှင်တော်ကြောင့်နဲ့ကျမဒီခလေးကိုမွေးပေးခဲ့တာနော် ရှင်သာကျွန်မအဲ့ယုံကမချိန်ချဖို့ဆိုရင်တော့ကျွန်မဒီကလေးလည်းမွေးမနေဘူးသူ့ကိုမွေးလိုက်လို့ကျွန်မရဲ့ခန္ဓာကိုဘလောက်တောင်မှပြက်စီးရွယွင်းသွားလဲဆိုတာကိုရှင်သိရောသိရလားအခုသူ့ကိုနိုးတိုက်တဲ့ခါကျရင်ကျွန်မရဲ့ခန္ဓာကိုပိုပြီးပြက်စီးသွားမှာပေါ့သူငိုနေရမလားရှင်ထင်းလေရှင်ကလေးပဲရနေငယ်ကြမြင့်သွားခဲ့တဲ့ခါမှာဆူနီတာနဲ့အလုပ်ပြန်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကလေးလေးလေးနည်းနည်းကြီးလာတဲ့အတွက်ကြောင့်မို့လို့သူအလုပ်ပြန်ဝင်လာပါတယ်ဆူနီတာကတော့ကလေးလေးကိုထိန်းနေတဲ့အိမ်လုပ်တွေအားလုံးကိုလောက်ကင်ပေးပါတယ် သူများအိမ်တွေမှာထမင်းဟင်းချက်ပြောတန့်ရှင်အလုံးအနေနဲ့အလုပ်တွေအားလုံးလုပ်ကင်လို့ပြီးစီးသွားခဲ့တဲ့အခါမှာသူမအိမ်ကိုပြန်လာပြီးအိမ်အလုပ်တွေအားလုံးကိုလည်းထပ်လုပ်ပါရီဒါပေမဲ့သူမကတော့ပျော်ပျော်ရွှင်ရွှင်ပဲအလုပ်တွေကိုလုပ်နေပါရီပြီးတော့လည်းခလေးလေးနဲ့အတူတူထိုင်ပြီးတော့ဆော့ပါရီခလေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုလည်းစီနဲ့နှိမ့်နေပေးပါရီအန်ရှိကားကတော့သူ့ရဲ့ခလေးကိုနည်းနည်းလေးတော့ဂရုမစိုက်ပေးခဲ့ပါဘူးသူမကတော့သူမရဲ့ခန္ဓာကိုယ်ကိုပဲစိတ်ဝင်စားပါရီ ခန္ဓာကိုယ်ပြန်လာဖို့အတွက်ချင်းတွေကိုသွားပြီးလေ့ကျင့်ခန်းတွေကိုပဲအားထုတ်ခွန်ဆိုင်လုပ်နေခဲ့တာပေါ့ခလေးလေးကမိခင်ရဲ့ဆောက်ရှောက်မှုအပြေအဝမရတဲ့အခါမှာတော့တဖြည်းဖြည်းနဲ့အာရင်ချီနေလာခဲ့ပါရီစိတ်ပူလုံးနေခဲ့တဲ့ဖခင်ဖြစ်သူကလည်းခလေးလေးကိုခေါ်ပြီးအမြန်ဆုံးဆရာဝန်နဲ့တွေ့ပြပေးခဲ့ပါရီဒီအရွယ်ခလေးဆိုတာက မိခင်ရဲ့ဆောက်ရှောက်မှုအပြေအဝလိုအပ်တဲ့ခလေးကိုနှုတ်တိုက်ရမယ်တေးသေးချာချာလေးကယူတဆိုင်ပြုစုပေးရမယ်ခလေးရဲ့ခနာကိုတစ်ခုလုံးကိုလည်းပြုပြင်ပေးရအောင်မယ်လी မိခင်ကနို့လည်းမတိုက်တဲ့အပြင်ခလေးကိုထိအောင်မထိဘူးဆိုတော့ခလေးအတွက်ရင်လေးစရာပဲခလေးဒေါခိတာဖြစ်သွားနိုင်တယ်နော်ဒီစကားကိုကြားခဲ့ရတဲ့အခါမှာဖခင်ဖြစ်သူလည်းတော်တော်လေးစိုးရင်ပူပန်လွန်းသွားပါတယ်သူလည်းဘာလို့လို့ဘာကန်ရမလဲအောင်မသိရောပါဘူးညနေအရှိကတရားဂျင်ကနေအိမ်ကိုပြန်လာခဲ့တဲ့အခါမှာသူ့သားလေးကတော့အုံငုံနေခဲ့ပါတယ်ခလေးငိုတန်ကိုကြားရတဲ့ခေါင်းကိုက်တတဲမိခင်ဖြစ်သူကတော့တော်တော်လေးကိုစိတ်ဆိုးသွားခဲ့ရပေါ့ဘလို့ဖြစ်တာလဲတဆိုင်ကုန်လုံးငိုနေငါအိမ်ကမထွက်ခင်မှာလဲသူ့ငိုတန်ကိုကြားနေရတယ် အဲ့ဟိုပြန်လာတော့လေဒီအတန်းပဲတရက်တရက်သူ့ရဲ့ငိုတန်းကြောင့်ကအတော်လေးကိုစိတ်ညစ်လာပြီဘယ်အချိန်ပဲကြည်ကြည်ငိုပဲငိုနေရပဲမွေးလာတယ်ကအားနေလို့ရှင်ဘလောက်တောင်မှကောင်းလိုက်မလဲချင်းလိုက်မယ်ဆိုရင်တော့လေငါနေကိုတခါတည်းလည်းပဲညစ်ပြီးတော့တတ်ပြက်လိုက်ချင်တယ်တိလာဒီစကားကိုကြားခဲ့ရတဲ့အခါမှာသူ့ယောက်ျားဖြစ်သူလည်းဒေါသတတော်လေးထွက်သွားပြီးအန်ရှီကောင်းကိုဘာတစ်ချက်တည်းရိုက်ချပြလိုက်ပါတယ်ပြီးတာနဲ့ပြောလိုက်ပါတယ်မင်းရအမေလားဒါနဲ့အောင်မင်းကိုမင်းအမေဆိုပြီးတော့ပြောချင်သေးရလားမင်းကအမေမဟုတ်ဘူးမင်းကဆုံးမတကောင်ပဲ ို့ကလေးကိုတောင်ဒီပုံစံအတိုင်းပြောရတယ်နော်အခုမင်းတခါရင်နားထောင်လိုက်မင်းရဲ့ဆုတောင်းလေးပြည့်ရမယ်မင်းတောင်းနေငါသားလေးကဒေါဂီတာတယောက်ဖြစ်သွားတော့မှာတယောက်ကြတော့တော်တော်လေးထွက်နေအောင်ကိုတွေ့သွားတဲ့အခါမှာသူလည်းအသေးစိတ်ဝင်လာခဲ့ပါတယ်သူမဘလောက်တောင်မှမာရွေးနဲ့ဆုံးဖြတ်ချက်တွေကိုချမိသွားလဲဆိုတော့ကိုလည်းတီးသွားပါတယ်ဒါကြောင့်သူကလည်းချက်ချင်းတယောက်ကြောင့်လက်အုပ်ချီပြီးတောင်းပန်ခဲ့တော့ပေါ့ဟုတ်ပါရဲ့ကျမနားလေပါရဲ့ကျမလည်းကိုဟတ်ကိုပြန်သုံးတော့ဖို့အတွက်မိတ်သွားခဲ့တယ် ကျမဘလောက်တောင်မှမှားသွားလဲဆိုတာကိုကျမသိပါပြီရှင် ကျမခွဲလောက်ပါနော်ကျမကလေအမြဲတမ်းတကူကောင်းဆန်ခဲ့ကိုအတွက်ကိုပဲကြီးခဲ့မိရဲ့အခုတိတ်မကြခင်မှာကျမရဲ့ကလေးလေးကျမကြောင့်နဲ့ဒုက္ခရောက်တော့မယ်ဒါရောမှကျမဂရုမစိုက်ခဲ့ဘူးသူ့ထားဖြစ်ခဲ့ပြီးချင်းပဲစော့နေမိရဲ့ဒီအချိန်မှာအလौတမရောက်ရှိလာခဲ့ပြီးတည့်ရတထေးမပြောလိုက်ပါရင်တထေးမရေအခုချိန်ထိလည်းအချိန်ရှိပါသေးရဲ့နောက်ကြသေးရမဟုတ်ပါဘူးရှင်ကလေးကိုတေချာဂရုတစိုက်ပြန်လဲဆောင်းရှောက်ပေးလိုက်မယ်ဆိုရင်တော့ကလေးကနေပြန်ကောင်းသွားမှာပါ အထင်းမှာအကူအညီလိုတယ်ဆိုလို့ရှင်တော့ကျမကိုပြောလေကျမလည်းခလေးမွေးထားတာဆိုတော့အကူအညီပေးလို့ရပါတယ်ခလေးကိုတေချာနုပြန်တိုက်ခလေးရဲ့ခနာကိုယ်တွေကြန့်ခိုင်တန်ဆွမ်းလာအောင်လို့စီနဲ့နှိမ့်နေပြီးအရင်ချိန်မှာအန်ရှီကားကလည်းသူ့ရဲ့ခလေးပေါ်ကိုတန်ရုံးစစ်တွေတဖြည်းဖြည်းတိုးပွားလာခဲ့ပါတယ်သူလည်းအမားတွေကိုပြန်လဲဆင်ခြင်းသုံးသပ်ပြီးနောက်မှာတော့ခလေးကိုစောင့်ရှောက်ပေးဖို့တာအဓိကဖြစ်ကြောင်းနားလည်သွားပြီးခလေးကိုစောင့်ရှောက်ပေးခဲ့ပါတယ်သူလည်းခလေးကိုတတိချာချာစောင့်ရှောက်ပေးနေခဲ့တာပေါ့ခလေးကိုအချိန်နဲ့အညီလည်းနှိုးတိုက်ပေးခဲ့ပါတယ် သူရဲ့အလို့သမားဆိုနီဒါကလည်းတထေမဖြစ်သူကိုတတော်လေးကိုဂရုစိုက်ပေးခဲ့ပါတယ်။သူ့တထေမကဘာတခုမှမသိဘူးဆိုတာသိနေခဲ့တဲ့အတွက်သူမကလိုအပ်တာတွေအားလုံးကိုလည်းကလေးအတွက်ဝိုင်းဝန်းကူညီလုပ်ကိုင်းပေးနေပါတယ်။အန်ရှီကလည်းတင်ယူတင်သမီးပညာရတွေအကုန်လုံးကိုတင်ယူခဲ့ပါတယ်။အခုဆိုရင်တော့သူမကိုယ်တိုင်ကလည်းမိခင်ကောင်းတယောက်ဖြစ်နေခဲ့ပါပြီ။အရင်တုန်းကမားခဲ့တဲ့အမားတွေအားလုံးကိုသူမပြန်မလုပ်တော့ဘဲနဲ့အကောင်းဆုံးဘဝတစ်ခုမှသူရဲ့ကလေးလေးနဲ့အတူတူပျော်ရွှင်စွာနဲ့နေထိုင်နေပါတယ်။ ကလေးလေးကိုပြုစုဆောက်ရှောက်ပြီးရအနေငယ်အတွင်ကလေးငယ်လေးကလည်းတတော်လေးကြံ့ခိုင်တန်းစွမ်းလာခဲ့ပါရီအရှိကလေးမိခင်တယောက်ရဲ့မိတ္တာရီကဘလောက်တောင်မှကြီးမားလဲဆိုတာအခုမှပဲခံစားမိသွားပါရီဒီလိုနဲ့အားလုံးစင်ပြေသွားခဲ့ကြပါပြီ